စူပုတ်ရဆိုတာကစူပုတ်ပင်ရဲ့အရွက်ပါအနူးအညွန့်ကိုပဲစားကြတာများပါတယ်ရိုးထဲမှာအဆူလေးတွေဖတ်တက်ပြီးတော့အရွက်လေးတွေကတင်းငယ်ပြီးရွက်ဆိုင်လေးတွေပေါက်တက်ပါတယ်ရိုးရည်နေဖြားပြီးတော့ထွက်တက်ပါတယ်အစိမ်းရောင်ဆူဆူလေးပါနော်ဒါပေမဲ့အရွက်ရဲ့အနံ့ကတော့နည်းနည်းပြင်းပါတယ်ဒီနေ့မှာတော့စူပုတ်ရစားတဲ့အခါမှာရလာမကျမ်းမာရဲ့အကျိုးကျေးဇူးတွေကဘာလဲဆိုတာကိုပြပြသားမှာဖြစ်ပါရဲ့ရှင်စုပ်ရွက်မှာဗီတာမင် A, ကယ်လ်ဆီယမ် phosphate, vitamin C, vitamin B အမြင့်တက်တဲ့တန်တတို့ပါဝင်နေပါတယ်။စူပိုးရွက်ကကျန်းမာရေးအတွက်ကောင်းစီသလားဆိုရင်တော့ကောင်းပါတယ်နော်။စူပိုးရွက်ပဲမဟုတ်ပါဘူး။သူ့ရဲ့ပင်စီအခေါက်တွေကအစာဆေးဘက်ဝင်တာပါ။ဒီတော့စူပိုးရွက်နဲ့ပတ်သက်ပြီးတော့ကျန်းမာရေးမှာဘယ်လိုမျိုးကောင်းကျိုးတွေဖြစ်လဲဆိုတာကိုကြည့်ရအောင်နော်။ပထမဆုံးကြိုးကြည့်စုကတော့တဖုံးကျမ်းမာစီတာပါစူပုတ်ကတဖုံးတွေးရတာကိုတတစေပြီးတော့တဖုံးတွေကိုကျမ်းမာစေနိုင်ပါတယ်ဂရင်းတွေကပိုးကောင်တွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်နောက်တစ်ခုကတော့သွားတွေကြက်ခိုင်စေတာပါ ကေစီယံပါဝင်နေတဲ့တော့ကြောင့်မို့လို့သွားတွေကိုကြက်ကြိုက်စေဖို့အထောက်အကူပေးပါရယ်ဂရင်းကျမ်းမာဖို့လည်းအထောက်အကူပေးပါရယ်เนาะပြီးတော့အယိုးတွေကိုတံပါစေပါရယ်ကေစီယံကြောင့်အယိုးတွေကိုတံပါစေပြီးအယိုးပါတာအယိုးပွားတာဝင်ဖြစ်အောင်လည်းကာကွယ်ပေးပါရယ်ပြီးတော့ပန်းနိုင်ရင်ချက်ကိုတသားစေတာပါစူးဖို့ဂိုင်းကကျိတ်ပြီးတော့ပန်းနိုင်ရင်ချက်တသားစေဖို့အတွက်အသုံးပြုပေးလို့ရပါတယ်နောက်တစ်ခုတော့ကုခန်းအကောင်းစေတာပါဗီတာမင်စီပါဝင်နေတဲ့အတွက်ကြောင့်မို့လို့ကုခန်းအကောင်းစေဖို့အထောက်အကူပေးပါရယ် ဖြားနာတာအေးမိတာတွေမဖြစ်ဖို့အတွက်ကာကွယ်ပေးနိုင်ပါတယ်နော်ပြီးတော့ကုလက်ကခဲတာတွေကိုတတစီတာပါစူပါနူဒူလ်တွေကိုစားပေးတာကကုလက်ကခဲတာတွေကိုတတစီဖို့အထောက်အကူပေးပါတယ်ပြီးတော့တွေးရကောင်းစေပါတယ်တန်တဲ့ပေါ်နဲ့တခြားမို့လို့သွေးနေဥစေဖြစ်ပေါ်စေပြီးသွေးရောက်အောင်လို့အထောက်အကူပေးပါရယ်ကိုရင်းမှာအောက်ဆီဂျင်ပြည့်ဝစေဖို့လည်းအထောက်အကူပေးပါရယ်နောက်ထပ်အကျိုးကျေးဇူးကတော့ခေါင်းကိုက်တတတာပါ အနံ့ပြေးမိမှာစူပေါ်ရက်ကခေါင်းခိုက်တတဆီဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။ဒါနဲ့မလားဆိုတော့မဟုတ်သေးပါဘူး။ဝမ်ပြက်ဝမ်ရှော့ကိုတတဆီပါတယ်။စူပေါ်ပြီအခါကိုတောက်ပေးတာကဝမ်ပြက်ဝမ်ရှော့ကိုတတဆီနိုင်ပါတယ်။ပြီးတော့စူပေါ်ပြီအခါကိုသွေးပြီးတော့လင်းပေးမယ်။တောက်ပေးတာကနေပြီးတော့အဆစ်ရောင်တာကိုတတဆီပါတယ်။စူပေါ်ရက်ကအစာကြီးစေသလိုဥတွေကိုလည်းအာဟာရစိုးရိမ်နိုင်စေဖို့နဲ့လှုပ်ရှားမှုကောင်းစေဖို့အထောက်အကူပေးပါတယ်။စူပေါ်ရက်ကိုဘယ်လိုလူတွေမစားသင့်ဘူးလဲဆိုရင်တော့ စူပေါ်ရကကျမရဲ့အထွတ်အကျွတ်ကျေးဇူးများရဆိုပေမဲ့စီချိုရှိရသူတွေ့တော်သမားတွေခလေးငယ်လေးတွေနဲ့ကိုယ်ပိုင်ဆောင်မိခင်တွေယောဂအခန်းတစ်ခုရှိရသူတွေအနေနဲ့ကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတေချာစားသင့်ပါတယ်စူပေါ်ရကကျမရဲ့အတွက်အကျိုးများလာမှာပေမဲ့အလွန်ရှုံစားသုံးမယ်ဆိုရင်တော့အော်အန်နာမင်းမသားဖြစ်တာစိတ်ခံစားမှုကောင်းတာတွေကိုခံစားရတတ်ပါတယ်ဒီတော့စူပေါ်ရနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ကျမရဲ့မှာဘယ်လိုကမျိုးအထောက်အကူပေးလဲဆိုတော့ဒီလာလာပြီးတင်ပါတယ်နားထောင်မိရတဲ့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှပြတွေ့မယ်နော်